ောင်ရောင်းมาတယ်ဟိုဟိုပို့တော်ရောင်းလာပြီကုဖြည်းဖြည်းနဲ့ပါဆိုတော့နည်းနည်းကိုတွေ့လीနည်းနည်းဖြစ်ထားလीရှိလို့လေအဲ့ပို့တော်ရောင်းသွားပြီစဆိုတော့နည်းနည်းအဲရှိတော့ရှိတယ်ဒါပေမဲ့ဒီနေ့ကကိုအဲ့လိုမျိုးမလုံနိုင်ပါဘူးလို့မြင်တာပေါ့เนาะအခုစတော့အဲ့လိုမမြင်အပ်တဲ့ဟာတွေကလုံနိုင်မှာလားဆိုတော့တိတိသွားတယ်ပေါ်မှာတွေ့ကြုံလိုက်ရလားဟုတ်အမြန်တိုင်းအမြန်တိုင်းမိုင်းတိုင်း20မှာမိုင်းတိုင်း20မှာစပြီးတော့ ုံးရောက်ပေါ့နော်ပြန်လာတာပေါ့ခီးတစ်ခုကနေပြန်လာတာမန်လီဘက်ကအဲ့မှာမိုင်းနေ20လဲရောက်ပေါ့အနက်အနက်နန်တာပေါ့နော်ကားထဲမှာအစားတောက်တွေလည်းပါလာတယ်စားစိတ်ကားကြော်လို့ပါလို့ပေါ့နော်အဲ့လိုတွေပါလာတော့အဲတလန်းလုံးတော့ဘာမှမဖြစ်ဘူးအဲ့ချိန်က9နိုင်10နိုင်လောက်ဖြစ်လာပြီပေါ့နော်ခုအဲ့လိုဝင်းကျင်ပေါ့9နိုင်ခွဲအဲ့လို10နိုင်အဲ့လိုဝင်းကျင်ပေါ့နော်အဲ့ချိန်မှာအနံ့တစ်ခုရသွားတာပုံပုံနဲ့ရပြီးတော့နောက်ပါရတကားလုံးက ပူးချစ်တယ်လို့ဖြစ်တာတော်သေးတဲ့ကားထဲမှာရေမန်းနေရောလက်ဖွဲ့တွေရောဆရာတော်ပုံတွေရောရဟန္တာပုံတွေရောအကုန်ရှိတော့အဲ့ဒါတွေနဲ့ရွတ်ရတာပေါ့နော်အဲ့ဒီရွတ်တာတော့မှတော်တော်တိတိတတလူကြီးရလေအစ်မပြေနေဘူးတအားလက်ဖျားကြည့်ပြအေးပြီးတော့ကကကကနဲ့အဲ့လိုမျိုးတွေတုံတယ်မောင်းတဲ့လူကလည်းကားတွေကရက်ချေသလိုလိုအဲ့လိုအဲ့လိုအဲ့လိုတွေမကြသေးဘူးပေါ့သူကကြသေးဘူးတပတ်လောက်ပဲရှိသေးတယ်ဟုတ် ဆရာလို့ပြောပါတယ်ရှင်ဟုတ်တယ်မမဆရာဒီလိုမျိုးကတော့ဟုတ်တယ်မလုပ်ဘူးသေးတတိယတူတုံးကတော့တရေတရေပေါ့နော်ဟုတ်အဲ့ဒါမျိုးအဲ့ဒါတော့လုပ်ဘူးလေဟုတ်ဟင်းဟိုပေါ့ဒါရိုက်တာပြောတဲ့အတိုင်းပဲအားလုံးပြင်ဆင်ထားပါတယ်ဟုတ်တခါမှဒီလိုမျိုးဝေ့ဘူးပေါ့နော်အရာရောဒီလိုဒီလိုတပက်ဒီလိုခြုံတယ်ဒီလိုမျိုးကြီးတွေကဟိုကကိုကိုလေးတမျိုးလေးတော့ဖြစ်နေလို့ကောင်းတယ် ။ငါ academy ပြဝဲထက်တော့လှနေရင်လို့ခံစားရတယ်။အရန်ကြီးကိုခံစားပြီးတော့နောက်နောက် academy ပြဝဲကြရင်အခုထဲကပြင်ဆင်အခုရစနေတာပေါ့နော်။စပြိုးနေရလုပ်နေတယ်။စူးစားနေရဇတုံးနေ make up တွေအကုန်အကုန်အကုန်အထူးဘာပဲဖြစ်ပေါ့နော်။အချိန်ယူရမယ်။မှန်နေကတ်သွားလေအချိန်ရဟုတ်။သူများဝေဖန်တာတော့ဟိုဘယ်လိုပြောရမလဲဟိုနားထောင်ပါလေဒါပေမဲ့ ကိုကိုကိုလည်းပိုတည်တာပေါ့နော်အဓိကကိုကိုကိုကြောင့်ကိုကိုကိုအဆင်ပြေပြေနေပေါ့အဲ့ဒါကြောင့်အမ်ဘော့တချို့ဆဲတဲ့လူတွေကြာလဲဒါတက်တက်တော့ရှိတာပေါ့နော်ဘယ်တက်နိုင်မလဲသူတို့ကလည်းစိတ်ချမ်းသာတာလောက်တာပဲလူဆိုတာတော့အားလုံးကသူစိတ်ချမ်းသာတာသူလို့ကိုစိတ်ချမ်းသာကိုလို့တဲ့ဘယ် type ကအဲ့လိုသွားနေကြတာပဲလူဘဝကြီးဆိုတာကတော့နော်အဲစိတ်ချမ်းသာအောင်ပဲအားလုံးကနေရတယ်။နောက်ဘဝဆိုတာလည်းတူတူလေးပဲလေ။အဲ့ဒီတော့အဲ့ဒီအတွက်ကို ဘာပဲဖြစ်တော့ခံနိုင်ရှိပါတယ်ဆရာလည်းမတူလားဆက်ခီဖြစ်တော့အမတည်ဘူးရှင်မနတ်ဆရာပုံစံလောက်ထားတာပါဟုတ်တက်ရှီကတော့ဒီဒီဇိုင်းလေးတော့ပြပြတာပေါ့ပြပြတဲ့ပုံမှာတော့စတဲ့ဟာတော့ကောင်းဖန်တီးရတာပေါ့နော်ဒီကားလေးအတွက်ပြင်ဆင်တာကဟိုဟာပေါ့နိုင်ငံခြားကားတွေပါယူမကြည့်လိုက်ရသေးဘူးဆိုတော့အဲ့အတွက်ကိုတော့ အမလောက်ထားပေါ့နော်ဒါဒါရိုက်တာတို့လိုချင်တဲ့ပုံစံလေးပဲဖြစ်အောင်လုပ်တာပါဟုတ်အစကတော့တို့ကမုံနေကြဖြစ်သွားတော့မုံမဲမုံမလားမသိဘူးလေအဲ့လိုနည်းနည်းလေးပေါ့ဆိုဟုတ်ဖန်ဆင်းရတာမော်ဆရာဆိုတော့လေနည်းနည်းတော့အဲ့လိုလေးဖန်ဆန်တာပေါ့ဟုတ်အဲ့မော်တူကအဲ့လိုလေးမော် မော်ဆရာပေါ့နော်နတ်ဆရာပေါ့မော်ဆရာမို့နတ်ဆရာလေးဆိုတော့နတ်ဆရာလို့ဆိုတော့လေဒါသူများကိုလည်းစိတ်ချမ်းသာအောင်လုပ်ပြီးညာလေဖြစ်ကောင်းဖြစ်မယ်ပေါ့ဒါပေမဲ့ပရိသတ်နဲ့အဝင်ကွေးချဖြစ်မဖြစ်တော့လေဇက်ကားကြီးထွက်မှာပဲကြီးဟိုဟာတိမှာပေါ့နော်ကံပေါ့အော်ရောက်ပါလေဟိုဟိုပူရောင်ရောက်လာပြီကုဖြစ်ဖြစ်နေပါဆိုတော့နည်းနည်းကိုတို့လေးနည်းနည်းဖြစ်ထားလीရှိလို့လေအဲ့ပူရောင်ချုံသွားပြီစဆိုတော့နည်းနည်းအဲရှိတော့ရှိတယ်ဒါပေမဲ့ဒီနေ့ကကို့ကို အဲ့လိုမျိုးမလုံနိုင်ပါဘူးလို့မြင်တာပေါ့နော်အခုစတော့အဲ့လိုမမြင်အပ်တဲ့ဟာတွေကလုံနိုင်မှာလားဆိုတော့တိတိသွားတယ်ပေါ့မှာတွေ့ကြုံလိုက်ရတာဟုတ်အမြန်တိုင်းအမြန်တိုင်းမိုင်းတိုင်း20မှာမိုင်းတိုင်း20မှာစပြီးတော့ဟိုတော့ရပေါ့နော်ပြန်လာတာပေါ့ခီးတစ်ခုကနေပြန်လာတာမန်လီဘက်က အဲ့မှာမိုင်းနဲ့၂၀လဲရောက်ပေါ့အနက်အနက်နန်တာပေါ့နော်ကားထဲမှာအစာတောက်ပြီးလဲပါလာတယ်စာစိတ်ကားကြော်လို့ပါလို့ပေါ့နော်အဲ့လိုတွေပါလာတော့အဲတလန်းလုံးတော့ဘာမှမဖြစ်ဘူးအဲ့ချိန်က9နိုင်10နိုင်လောက်ဖြစ်လာပြီပေါ့နော်ဟုတ်အဲ့လိုဝင်းကျင်ပေါ့9နိုင်ခွဲအဲ့လို10နိုင်အဲ့လိုဝင်းကျင်ပေါ့နော်အဲ့ချိန်မှာအနက်တစ်ခုရသွားတာပုံပုံနဲ့ရပြီးတော့နောက်ပါရတကားလုံးက ပူးချစ်သလိုဖြစ်တာတော်သေးတဲ့ကားထဲမှာရေမန်းနေရောလက်ဖွဲ့တွေရောဆရာတော်ပုံတွေရောရဟန္တာပုံတွေရောအကုန်ရှိတော့အဲ့ဒါတွေနဲ့ရွတ်ရတာပေါ့နော်အဲ့ဒီရွတ်တာတော့မှတော်တော်တိတိတတလူဒီရလေအစ်မပြေနေဘူးတအားလက်ဖျားကြည့်ပြအေးပြီးတော့ကကကကနဲ့အဲ့လိုမျိုးတွေတုံနေမောင်းတဲ့လူကလည်းကားတွေကရက်ချေသလိုလိုအဲ့လိုအဲ့လိုအဲ့လိုကြီးမကြသေးဘူးပေါ့သူကကြသေးဘူးတပတ်လောက်ပဲရှိသေးတယ် အဲ့တော့ဘေးနေပါတော့တွက်လိုက်တော့အဲ့လိုတော့ပြောတာပေါ့နော်အဲ့လိုဘေးနေတော့ပြေးတွက်လိုက်တော့ဘာဖြစ်တာလဲပေါ့ဖြစ်ဘာဖြစ်တာမှမသိဘူးလေတခါမှမကြုံဘူးဆိုတော့အပြန်လမ်းမှာတော့နန္ဒာဘာဝဘာညာတော့ကြားဘူးတယ်ကြားဘူးတယ်ကိုလက်တွေ့တော့အခောက်ပေါင်းတော့မရှိနိုင်ဘူးသွားတာကိုလက်တွေ့မတိထားတော့အခုလေလက်တွေ့လေးကြုံလိုက်တော့ဘေးနေနေနေတော့ဘေးနေကတော့အဲ့လိုတော့ပြောတယ်ဆန်လားမဆန်လားတော့ကိုလည်းမသိဘူး ့ဩအချင်းဘာရဲ့လူတွေတယောက်နဲ့တယောက် jealous ဖြစ်တယ်ဆိုတာဘလို့အချက်ရမှာမဟုတ်ပါဘူးသူတို့စိတ်ထဲကခံစားချက်ပဲပေါ့နော်သူတို့မုန်းချင်တယ်လူလူမုန်းတာလည်းရှိတယ်လေအဲ့လိုပေါ့သူတို့ဒါသူတို့စိတ်ခံစားချက်ဖြစ်မှာပေါ့ကိုရီးယားတော့ကိုရီးနေတဲ့တလောက်လေးပဲနေတာပဲလေဟုတ်တယ်မလားနော်အရင်တော့နေတဲ့ထဲမှာမပါပါဘူးကိုကိုကိုကတော့ကျမကြိုက်တာပဲကျမလုပ်တာကိုကိုအရင်တော့နေနေတယ်လို့တခါမှမပြောဘူး ကိုကြိုက်တာတော့ကိုလုံးမှာရှိနောက်လည်းလုံးမှာအခုလည်းလုံးမှာအဲ့ဒါတော့ကျမမလျော့ပါဘူးကျမခံရချက်ပေါ့နော်ဟုတ်အဲ့ဒါအဲ့ဒါတော့ကျမတို့က အလောက်ကြီးမနာလို့ဆရာတော့ဘာမှမသိမရှိဘူးလို့မြင်တာပဲဒါကိုတိုက်ဆိုင်သွားတာတခုဖြစ်လိမ့်မယ်ထင်တယ်ဒါပေမဲ့ဘီရင်ကတော့အဲ့လိုခေါ်တာပေါ့နော်ဘီရင်ကတော့မနာလို့တဲ့သူကလဲလောက်တာပါတယ်လို့တော့ဟောတာပေါ့နော်အဲ့ဒါတော့ကျွန်မသိတော့မသိဘူးဒါပေမဲ့ကိုကတော့သူများမနာလို့ဖြစ်လောက်အောင်ပြီးတော့ ကျွန်မဘာမှသူများချက်ตาနေတာမဟုတ်ဘူးလို့ပဲမြင်တာပေါ့နော်ကြောက်တယ်ကြောက်တယ်တော်တော်ကြောက်တာချီပြားလက်ကြားတဲ့အေးရယ်ကြောက်တယ်စက်သိမ်းနေထားတယ်ဒီလိုချမ်းသာဒီနားမှတောင့်နေတယ်အဲ့လိုပေါ့ဟုတ်ဦးတာတို့ဘာခေါ်လဲဘာလောက်တာခေါ်လဲဟိုလိုဦးအဝင်စီးတာတို့အဲ့လိုပုံစံကြီးဖြစ်ချင်တယ်လို့စိတ်ကလေအဲ့ဒါကိုအရန်ကြောက်တော့ဦးလိုက်ရင်လည်းတေးပါလေအဲ့တော့ အဲ့ဒါကိုထိမ့်ပြီးတော့ဖះဆောင်တလက်ချက်မိုင်းတိုင်းနဲ့ဆက်ရနေဆက်ရုပ်လိုက်တိုင်းရံကုန်အိမ်ထိရွာဆိုတော့တတော်အဲ့မှာတနားလောက်ကြာတယ်ပါတယ်နော်ဟိုဟာလောက်ထိပါတယ်ဗာလဲ0မိုင်ကျော်တယ်ဒီဘက်ဒီဘက်မြို့ရဲအဝင်လောက်ထိပါအဲ့ခံစားချက်ကြီးရလေနောက်မှပြေပြေရွာတောက်တယ်အဲ့မှာစားတောက်ပါတယ်ဒါပဲစံနာတော့လမ်းမှာဟိုကြက်ကြက်ရွာအကြောင်းတစ်ချက်ပြောလိုက်မိတယ်အဲ့တော့စကားမှားတော့လာလဲမသိဘောနော် သိဘူး။အမှောင်ဆုံးပြောဆိုအခုဆိုညဘက်ဆိုတော့မတော်ရတော့ဘူး။ညံလန်းကိုကြောက်သွား။တော်တယ်အရင်တော့ဆိုခောက်တိုင်းခောက်တိုင်းတယောက်သေးလို့နှစ်ယောက်တို့အဲ့လောက်ပဲနော်အခုဒီတစ်ခါက3ယောက်ဒါပေမဲ့3ယောက်ဆိုတော့တပုံစံနဲ့ဖြစ်တာဟုတ်ရင်ကြီးတယ်ဘယ်လိုလဲသူများပါဘီလီယံဟောလို့တာသူများမနာလို့လို့လောက်တာလဲပါတယ်လို့ပြောတာပဲရှိကြားလိုက်တာပေါ့နော်ကိုပတ်ဝန်းကျင်မှာတော့မရှိမှမထင်ဘူးမထင်ဘူးဘာလို့ဆိုတော့ ခုနပြောသလိုလေကိုကသူများတက်လေအရန်ตาနေရလဲဘာမှမရှိဘူးလေထူးခြားတဲ့ရုပ်ရည်လည်းမရှိဘူးလှနေရလည်းမဟုတ်ဘူးသိရမလားဟာตาနေရလည်းမဟုတ်ဘူးဒါကိုကြိုက်တာလေးကိုလုံနေတာလေးကိုစိတ်ကိုပျော်ပျော်ပပနေတယ်လွတ်လွတ်လပ်နေတာဒါလောက်ပဲဆိုတော့ဒါလေးကိုတော့ဒါဒီလိုကြီးကိုတော့မနာလို့ဖြစ်တဲ့လူဆိုတာရှားမှာရှားမယ်ထင်တယ်နော်လူဆိုတာအတိတ်ဘဝကုသိုလ်ကံနေနဲ့ ဒီဘဝမှာနေရခံရစားရတောက်ရတာပေါ့နော်အဲ့တော့တယောက်နဲ့တယောက်မနာလို့ဖြစ်နေမဲ့အစားအကုသို့ဖြစ်တယ်မနာလို့ရာအကုသို့ဖြစ်တယ်မနာလို့လည်းစိတ်တွေပါလေမမွေးနဲ့ကျမတို့ဆိုလည်းမမွေးဘူးသူများဘလောက်ကိုတဲ့လာလာဘလောက်ဝင်နေဝင်နေဘလောက်ချမ်းသာချမ်းသာဒါသူ့ရဲ့ကုသိုလ်ကံပဲသူလူခဲ့တဲ့ဌာနကုသိုလ်ကံသီလကုသိုလ်ကံဘဝနာအသက်ရှိတဲ့အစင်းလာတဲ့တည်ရမလားကျမရေကောင်းနေဆိုတော့သီလရေကောင်းလို့အဲ့လိုပဲတွေးပေးကြပါလို့ပဲပြောချင်ပါတယ်